ဆက်စကိုနဲ့ဂျူကာရက်တို့စာနူးနက်ကိုသာခေါ်ယူဖို့အာဆင်နယ်ကိုတိုက်တွန်းလိုက်တဲ့ဆောင်းဒါစ်အာဆင်နယ်တင်းဟာရဘဝူတီကပေါင်တန်း90နဲ့ရောင်းချပွဲရှိတဲ့တိုက်စစ်ကစားသမားတဦးကိုခေါ်ယူတင်းကြောင်တိုက်တွန်းခံနေရပါတယ်ဒါကတော့ဒါဝင်နူးနက်ပဲဖြစ်ပါတယ်သူဟာပြီးခဲ့တဲ့ရာသီကဂိုတင်းခြေစမ်းပိုင်းမှာစိတ်ပြက်စရာကောင်းခဲ့ပေမဲ့အာဆင်နယ်အတွက်ဂိုးတွေအများကြီးတွင်းယူပေးနိုင်မယ်လို့ဘောလုံးကျွမ်းကျင်သူတွေကထောက်ခံပြောဆိုနေကြပါတယ်အသက်25နှစ်အရွယ်ဦးရုဂွေလည်းရွေးချင်တိုက်စစ်မှုနူးနက်ဟာပြီးခဲ့တဲ့ရာသီကပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူခဲ့တဲ့လေဘာဘူးတင်းမှာဂိုတင်းခြေစမ်းပိုင်းစိတ်ပြက်စရာကောင်းခဲ့တာကြောင့်လာမယ့်လအနေငယ်အတွင်းမှာအန်ဖီကနေထွက်ခွာပဲရှိတယ်လို့ယူဆနေရပါတယ် နူနက်ကိုအရှိတဲ့ပိုင်းကကလပ်အသင်းတွေကစိတ်ဝင်စားနေကြပြီးဇန်နဝါရီလတုန်းကအန်နာဆာအသင်းကနူနက်အတွက်ပေါင်သန်း60နဲ့ကမ်းလှမ်းခဲ့ပေမဲ့လီဗာပူးကပေးချခဲ့ပူပါတယ်။ဒါပြင်အီတလီကလပ်တွေဖြစ်တဲ့ AC မီလန်အသင်းနဲ့နာပိုလီအသင်းတို့ကလည်းနူနက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြတယ်လို့သိရပါတယ်။အာဆင်နယ်ကမီကယ်အာဒီဒါရဲ့အသင်းဟာပီကရယာစီကလီဗာပူးရဲ့နောက်မှာဒုတိယနေရာနဲ့သာယာတီတင်ခဲ့တာကြောင့်နူနက်ကိုခေါ်ယူဖို့စဉ်းစားတဲ့ကြောင်တိုက်တွန်းခံနေရတာပါ။လီဗာပူးတင်းရဲ့ဂဇာမဟောင်းဖြစ်ခဲ့ဖို့တဲ့ဒင်းဆောင်တာကဒီချမ်ပီယံတက်ကိုပြုလုပ်ခဲ့တာဖြစ်ပြီးနူနက်ဟာလာမယ့်ယာတီမှာအာဆင်နယ်အတွက်ဂိုးပေါင်း25ဂိုးထိသွင်းယူနိုင်လိမ့်မယ်လို့ရဲရဲဝံ့ဝံ့ပြောကြားခဲ့ပါတယ်။ လူနာအပြီးတရတိကပြိုင်ပွဲစုံမှာခုနကိုးသာသွင်းယူနိုင်ခဲ့တာကြောင့်25ကိုးသွင်းယူဖို့ဆိုတာသူ့အတွက်တိုးတက်မှုကြီးကြီးမားမားရှိဖို့လိုအပ်မှာပါဒါပေမဲ့ဆောင်းတာကတော့အာဆင်နယ်ရဲ့လက်ရှိခေါ်ယူဖို့ပြတ်မှတ်ထားနေတဲ့ကစားသမားတွေကစွန်းစားမှုတွေဖြစ်နေတာကြောင့်လူနာကိုးသာခေါ်ယူနိုင်ရင်အာဆင်နယ်တို့ကံကောင်းမှာပါလို့ပြောဆိုခဲ့ပါတယ်အာဆင်နယ်ရဲ့ပြင်မပြတ်မှတ်တွေအဖြစ်လက်ရှိအသင်းကဘက်ဂျမင်ဆက်စကိုနဲ့ Sporting Lisbon ကဘီတာဂျူဂရက်တို့ကိုတက်မှတ်ထားပါတယ်ဆက်စကိုကအာဆင်နယ်ပုံမနေတဲ့တဲ့ပြတ်မှတ်ဖြစ်တယ်လို့သိရပြီးအသက်20နှစ်နေရွယ်တိုက်စစ်မှုဆက်စကိုဟာပြီးခဲ့တဲ့ရာသီက22ကိုးသွင်းယူခဲ့ပါတယ်ဂျူဂရက်ကတော့52ပွဲမှာအမခန်း54ကိုးတိသွင်းယူခဲ့ပါတယ် တက်စပေါ့မှာပြောကြခဲ့ရမှာဆောင်းတက်ကနူးနဲ့နဲ့ခေါ်ယူဖို့တရင်ထွက်ရင်စိတ်ပြတ်သွားမယ်ဆိုတဲ့ပြဿနာရှိလို့လားသူကလီဗာပူးအတွက်ဂိုးလုံးအောင်မရရှိခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့အားလုံးသူ့ကိုမြင်တဲ့မျက်လုံးကတူတူပါပဲလို့ဆိုခဲ့ပါတယ်ဆောင်းတက်ကထပ်မံပြီးသူသာအာဆင်နယ်ကိုပြောင်းသွားပြီး25ကိုသွင်းရင်ကျွန်တော်အံ့ဩမှာမဟုတ်ပါဘူးအာဆင်နယ်လိုစဉ်းစားနေတဲ့တခြားကစားသမားတွေကအားလုံးစွန့်စားရမယ့်ကစားသမားတွေကြီးပါပဲနူးနဲ့ကအနည်းဆုံးတော့ပရီးမီယာလိမှာ3လင်းလောက်ကစားဖို့တယ်ဆိုတော့ဘလို့ကစားသမားမျိုးလေးဆိုတာတီးပြီးသားပါပဲသူကဂိုးမသွင်းရင်တောင်မှတကယ်ကိုကျူးကျူးဆဆကစားတဲ့ကစားသမားပါအဲ့ဒါကြောင့်လီဗာပူးပြည်သက်တွေကသူ့ကိုကြိုက်ကြတာလို့ပြောခဲ့ပါတယ် နူနက်ကိုယ်တိုင်ကလည်းမြပြတဲ့အာနီစလော့ရဲ့လက်အောက်မှာပရီးမီယာလိပွဲစဉ်ရှစ်ပွဲသာပွဲထွက်ခဲ့ရပြီးတဲ့နောက်စိန်ခေါ်မှုတိတိကိုရှာဖွေနေတယ်လို့သိရပါတယ်။ပွဲကစားချိန်နေပန်းခဲ့ပေမဲ့နူနက်ရဲ့ကောင်းမွန်တဲ့သဘောထားကြောင့်မြပြတဲ့အာနီစလော့ရဲ့ချီးကျူးမှုကိုလည်းရရှိခဲ့ပူပါတယ်။နူနက်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးစလော့ကဘာဖြစ်လာမလဲဆိုတာကျွန်တော်တိကျမသိပါဘူး။ဒီရည်ဒီမှာကျွန်တော်တို့ရဲ့အဓိကအားသာချက်တွေတွေကတခုကတော့လူတိုင်းကိုရဲ့အခန်းကဏ္ဍကိုလက်ခံကြတာပါပဲ။သူ့ရဲ့အခန်းကဏ္ဍကတခါတလေပွဲတိုင်းပွဲထွက်ရပြီးအလဲလဲမခံရတာလည်းဖြစ်နိုင်ပါတယ်။တခါတလေကျတော့ပွဲတိုင်းမထွက်ရပဲဘောလုံးကစားချိန်နေပါလာမျိုးလည်းဖြစ်နိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့်နူးနက်ကအာဆင်နယ်ကိုပြောင်းရွှေ့လာမလားဒါမှမဟုတ်တခြားကလပ်ကိုပြောင်းမလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ဒီမှာနူးနက်ကတည်းကအမှားတရားပြောတာ